င်္ဂလာပါရှင်။ဘာမောင်ခေတ္တသတင်းဌာနမှကြိုဆိုလိုက်ပါရရှင်။ယခုအချိန်မှစပြီးမေလ20ရက်နေ့ညနေပိုင်းသတင်းများကိုအစီအခံတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းအနေနဲ့စစ်ကောင်စီစစ်ရဟယင်3စီးနဲ့2စီးပြစ်ချခဲ့ကြောင်း KNY အတီးပြူဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ တိုက်ပွဲများပြင်းထန်ဖြစ်ပွားနေသည့်ကချင်ပြည်နယ်ဗမော်မြို့သို့စစ်ကူလာသည့်စစ်တပ်ရဟရင်၃စီးနှင့်၂စီးကိုပစ်ချခဲ့ကြောင်းကချင်လွတ်မြောက်ရေးတပ်မတော် KIA အတီးပြူပြောဆိုလိုက်သည်။ယနေ့မေလ၂၀ရက်နေ့မွန်လင်းတနင်္လာချိန်ဗမော်မြို့စာခခ၂၁အတွင်းသို့လာဆင်းသည့်စစ်တပ်ရဟရင်၃စီးကိုပစ်ခတ်ခဲ့ရာ MI-70 ရဟရင်တစ်စီးမှပြတ်ကျသွားခဲ့ကြောင်းဆိုသည်။ထို့ပြင်အခြားရဟရင်တစ်စီးမှလည်းထိမှန်ပြီးအရေးပေါ်ဆင်းသက်သွားခဲ့ကြောင်း KIA ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူးကအတီးပြူပြောဆိုသည်။ ရဟရင်၃စီစင်းနဲ့အဲ့ဒီမှာပြက်ခဲ့ရမှာ၂စီထိမှန်တယ်ရဟရင်တစီကတော့ရွှေကူနဲ့ဆန်ငါမိုင်ကွာမှာပြက်ကြပြီးတော့မီးလောင်ပြက်စီတယ်နောက်ထိမှန်တဲ့တစီကတော့ရွှေကူမှာအရေးပေါ်ဆန်တဲ့ရတဲ့ဟုတ်တီးပြူပြောဆိုသည်အစိုးရရဟရင်များသည်တိုက်ပွဲများပြင်းထန်ဖြစ်ပွားနေသည့်ဗမော်စကခ21တဲကိုစစ်ကူအင်အားလာဖြေလာသည်စီးရဲရင်ဖြစ်ကြောင်းဗိုလ်မှူးကြီးနော်ဘူကပြောသည်ပြီးခဲ့သည့်2024ခုနှစ်ဒီဇင်ဘာလ4ရက်နေ့မှာဗမော်မျိုးသိန်းတိုက်ပွဲစတင်၍တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပြီးယနေ့9လကျော် ကြော်ကြားတဲ့အထိနှစ်ဖက်တိုက်ပွဲများဆက်လက်ပြင်းထန်နေစေဖြစ်သည်။ပြီးခဲ့သည့်2021ခုနှစ်မေလ3ရက်နေ့ကချင်ပြည်နယ်မိုးမောင်းမြို့နယ်မြို့သစ်နှင့်ကုန်းလာကြားတွင်စစ်ကောင်စီ MI-35 တိုက်ခိုက်ရေးရဟယင်ကိုကချင်လွတ်မြောက်ရေးတပ်မတော် KNY ကပစ်ချခဲ့သည်။ရင်းသွေးပစ်ချခဲ့မှုကြောင့်ရဟယင်ပြက်ခဲ့ပြီးရဟယင်မှုပုံမှုကြော်စီရထုံးဖူကြီးတန်ထွန်းလင်အုတ်ခွဲတက်ကြည်ကြီးကြော်စွာအောင်တို့တည်ဆုံခဲ့ကြသည်။2024ခုနှစ်ဇန်နဝါရီလ3ရက်နေ့နနက်7:59မိနစ်အချိန်ဝိုင်းမော်မြို့နယ်နာဖော့စတက်စကန် သူအရှိန်ကလာပို့သည်စစ်တပ်ထောက်ပို့ MI17 ရဟယင်တစီကို KIA ကပြစ်ချခဲ့ပြီးစစ်ရဟယင်ပေါ်၌လိုက်ပါလာသောစစ်ကောင်စီတပ်ဖွဲ့ဝင်ရှုပ်ဦးတီဆုံကရဟယင်လည်းပြက်စီသွားခဲ့သည်2024ခုနှစ်ဇန်နဝါရီလ16ရက်နေ့တွင်လည်းစစ်ကောင်စီတရုတ်လို FTC 2000စင်းကြီးတိုက်လေရင်ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကပြစ်ချခဲ့သည်ဖြင့်တိုက်လေရင်ပြက်ချသွားခဲ့သည် ဆလဘိနက်တလင်းမြို့နယ်ရှိကျေးရွာနေရွာကိုစစ်တပ်ကစစ်ကြောင်းတို့ဝင်ရောက်ပြီးပြည်သူနှုတ်ကို ပြစ်တက်ခါပြည်သူ20ကျော်ကိုလူသားတိုင်းဖြစ်ဖမ်းဆီးထားဆိုတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။ ပဲခူးတိုင်းနက်တလင်းမြို့နယ်ရှိကြေးရွာနေရကိုအစံဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်ပြီးပြည်သူလူအုပ်ကိုပြစ်တက်ခါပြည်သူ20ကျော်ကိုလူသားတိုင်းဖြင့်ဖမ်းဆီးထားခဲ့ကြောင်းဒေသပြည်သူများကရှင်းကုန်ခဲ့တဲ့တဲ့ရင်ဌာနထံသို့ပြောဆိုသည်မေလ18ရက်နေ့နနက်9:00ချိန်ကစတင်ပြီးကြောက်ခွက်ကြေးရွာအုပ်စုတွင်ကိုအစံဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်ပြီးကြောက်ဆယ်ရွာရှိပြည်သူပိုင်းနေတလုံးကိုမိရှုဖျက်ဆီးခဲ့ကြောင်းသိရသည်ရှင်းနေရင်စံဖက်စစ်ကောင်စီတပ်သားများကထန်းတို့ရွာနှင့်ကြောက်ခွက်ရွာကိုလည်းထပ်မံဝင်ရောက်စေနေပြီးထန်းတို့ရွာ မှာကိုကျော်ဝင်းနဲ့ကြောက်ခွက်ရွာမှာကိုဆန်လိုင်းထွန်းတို့ကိုထွက်ပြေးသည်ဟုဆိုကပြတ်တက်ခဲ့ကြောင်းသိရှိရသည်ထို့အကြံဖက်စစ်တပ်စစ်ကြောင်းသည်ကြောက်ခွက်ရွာဖုန်ကြီးကြောင်းတွင်လက်နက်ကြီးများတပ်ဆင်ထားပြီးပြည်သူ၄၀ကျော်ကိုလူသားတိုင်းဖြင့်ဖမ်းဆီးခဲ့ကြောင်း၎င်းတို့ဖမ်းဆီးထားသည့်ပြည်သူများထဲမှပြည်သူ၂၀ခန့်ကိုမေလ၁၉ရက်နေ့တွင်အကြံဖက်စစ်ကောင်စီတပ်သားများကပြန်လွှတ်ပေးခဲ့တော်လေကြန့်ရှိနေသည့်ပြည်သူများကိုဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်းသိရှိရသည် ကျွန်တော်တို့တရင်ကြားထားတာကပြည်သူလေးဦးကိုတက်ဖြတ်တယ်လို့သိထားရပေမဲ့အတီးပြုတ်နိုင်တာတော့နှစ်ဦးပဲရှိတယ်။စစ်ခွေးတွေကကြောက်ခွက်ရွာဖုန်ကြီးကျောင်းထဲမှာပဲရှိသေးတယ်။သူတို့ဖမ်းဆီးထားတဲ့ပြည်သူတဝက်လောက်ကိုပြန်လွှတ်လိုက်ပေးပေမဲ့စံနေရင်းသူတွေကိုတော့ဆက်လက်ဖမ်းဆီးထားတော့မယ်။အခုအင်အားတွေထပ်တိုးထားတယ်ဟုဒေသပြည်သူတွေကပြောဆိုသည်။အဆိုပါစံမဲ့စစ်တပ်စစ်ကြောင်းတွေလက်ရှိချိန်ဤကြောက်ခွက်ရွာတွေတွင်တက်ဆွဲထားသောကြောင့်အနီးအနားရှိကြေးရွာများမှာပြည်သူများသည်ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်းသိရှိရသည်။ ဆလဘီရန်ကုန်တိုင်းရှိမြို့သုံးခုမှလူငယ်20ခန့်ကိုစစ်ကောင်စီဖမ်းဆီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရန်ကုန်တိုင်းတွင်ရှိမြို့သုံးခုမှလူငယ်20ခန့်ကိုစစ်ကောင်စီကဖမ်းဆီးထားပြီးလက်ရှိအချိန်တွင်အင်အားသုံးရှာဖွေနေစေဖြစ်သောရန်ကုန်ကင်းထောက်ကွန်ရက်အဖွဲ့နှင့်ဒေသခံများထံကသိရသည်ရန်ကုန်တိုင်းကွန်ကြံကကော်မိုနှင့်တွန်းနှင်းမြို့တို့တွင်မေလ16ရက်နေ့မှရှမန်နှင့်မေလ16ရက်တွင်ဖမ်းဆီးထားခြင်းဖြစ်ကြောင်း၎င်းတို့ကဆိုသည် တရင်ကြီးကြရပြီလိုက်ဖမ်းနေတဲ့ပုံစံမှာဗျတရင်တစ်ခုခုပောက်သွားပုံညပါတယ်တစ်ချိန်နဲ့ဖမ်းတာမဟုတ်ဘူးဗျမနဲ့နေလေညလိုက်စစ်ပြီးဖမ်းနေတာမျိုးပါအဲ့ဒီမြို့နယ်သုံးခုအတွင်းကရွာရီတော်ရီဆက်လန်းတွေလည်းလိုက်မွေထားလို့တည်ထားပါတယ်မင်းညကတိတော်နေရှာရာမျိုးတွေလုံးနေတယ်လို့ကြားတယ်ဗျအင်းအောင်အလုံးရင်နဲ့ဖြန့်ချက်ပြီးမှွေနေတယ်ဆိုတာပဲတည်ထားပါတယ်ရွာရီမှာစကန်းချပြီးလိုက်မွေနေတာမျိုးပါဟုရှန်ကွန်စကောက်နက်ဝတ်မှတောင်းရှိသူတို့ကမျက်စိမှကိုပြောသည်ကာယကံရှင်များ၏လုံခြုံရေးကြောင့်ဖမ်းဆီးခံရရသူများ၏အချက် က်လက်ကိုမထုတ်ပြန်သေးဟုရန်ကုန်စကောက်နယ်ဝကဆိုလေပြီးခဲ့သည့်မေလ15ရက်ကကုန်းကြံကုန်းနှင့်ကုန်မှုမြို့နယ်ကြားရှိအင်္ဂလုံးကျေးရွာနှင့်ထမ်းမင်ချောင်းမှာတဲချောက်လုံးတွင်စကန်းချနေထိုင်နေသောမြေအောင်တော်လန်ရဲ့ဖွဲ့ရှူကြီးကိုစက်ကောင်စီတပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်းကွန်ကြံကုန်းဒေသခံတို့ကပြောသည်ထိုဖမ်းဆီးမှုတွင်ယူကြီးဖွဲ့ဝင်လူငယ်အုပ်ဖမ်းဆီးခံရပြီးနောက်စက်ကောင်စီကဇက်တိုက်စစ်ဆေးဖမ်းဆီးခြင်းနေမြေရှင်းလင်းရေးများလှုံ့ဆော်နေခြင်းဖြစ်ကြောင်းဆိုသည် လာဖန်တော့အတွဲမှာကောင်မလေးကတနက်နဲ့ပြန်ခန်းပြစ်တာသူတို့အတွဲကိုမိပြီးဂျန်နေသူတွေအဲ့ဒီနေ့ကလွတ်သွားတယ်။နောက်ရက်တောင်းင်းရှာမှာထမ်းမိတာတွေရှိတယ်။ဖမ်းမိတဲ့အထဲမိသက်တို့ရဲတို့ပါတယ်။တဲထဲမှာမှတ်ပုံနဲ့နေဂျန်ခဲ့တယ်။သူတို့မြို့နယ်လာဝကတွေကိုလိုက်နေတယ်ဟု၎င်းကပြောသည်။အဆိုပါမြို့သုံးမြို့နယ်ကိုမဲရောက်နေမြေဖြစ်သတ်မှတ်ထားပြီးအင်အား2000ခန့်တောင်းင်းရှာပွေနေသည်ဟုလည်းဒေသခံအချို့ကလူမှုကွန်ရက်တွင်ရေးသားမျှဝေနေကြသည်။ တမနှစ်ခုဆိုတာတော့များလုံးပါတယ်ဗျမဖြစ်နိုင်ပါဘူးအင်အားခက်မှန်းမရသေးပါဘူးများတယ်ဆိုတာပဲသိပါတယ်ဗျဟုခင်းထောက်ဖွဲ့ဝင်ကဆိုသည်လက်ရှိတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည့်ကွန်းချံကုန်းကော်မူတွန်းနှင်းမြို့ဆက်များရှိကြေးရွာများကိုတိုင်တက်တိုင်ဆင်းရှာဖွေဆစ်ဆေးခြင်း ကာလမဘော်ရင်လည်းဂဲအတက်တက်ဖြင့်စစ်ဆေးတင်းကျပ်နေခြင်းရှိကြောင်းဒေသခံများကပြောသည်ရန်ကုန်ကင်ထောက်ကွန်ရက်အဖွဲ့မှကောက်ယူထားသည့်စည်ရင်အားရန်ကုန်တိုင်းတွင်ရှိမြို့နယ်အသေးသေးတွင်ပြီးခဲ့သည့်ဧပြီလတွင်လူငယ်689ဦးကိုစစ်ကောင်စီကဖမ်းဆီးထားကြောင်းသိရသည်ရှိကုဆလန်တင်ဆက်ပေးမယ့်တဲ့အကြောင်းအရာကတော့စစ်ကောင်စီဗတ်ချက်ငွေအကြောင်းပြပြီးထောင်ထဲမှာအစားအသောက်လျှော့ကြွေးဆွဲတဲ့တွင်ပဲဖြစ်ပါရဲ့ရှင်။ အာဏာသိမ်းဆက်ကောင်စီအားဘတ်ဂျက်ငွေကိုအကြောင်းပြပြီးအကျဉ်းထောင်တွေမှာအကျဉ်းသားတွေကိုအစားအသောက်တွေလျှော့ကျွေးနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရဲ့အကျဉ်းသားများကွန်ရက်ကသတင်းထုတ်ပြန်ပါတယ်။အကျဉ်းထောင်များဆိုမှာအကျဉ်းသားတယောက်ကိုစားသောက်ဖို့အတွက်ရိတ်ခါတမန်ရမှာတစ်ဘက်ကိုနေ့ညထမင်းချိန်14နက်မှာကျအိုတလုံးနှလမရွှေငါအသား3လုံးကိုစုစုပေါင်း၄နက်စားသာပေးပြီးကျန်တဲ့ရက်တွေမှာတော့ထမင်းနဲ့ပေဟင်းအရေးကြီးကိုသာအဓိကထားပြီးကျွေးနေတယ်လို့သိရပါတယ်။ကျွေးမွေးတဲ့အစားအသောက်တွေမှာအသားရရှိမှုပမာဏလျှော့နေလာတာနဲ့ ူအာဟာရပြည့်ဝတဲ့အစားအသောက်တွေကိုစားသောက်ငွေမရတာကြောင့်အကျဉ်းသားတွေဟာကိုယ်ခန္ဓာချိနေပြီးခန္ဓာကိုယ်အောက်ပိုင်းမလုံရှားနိုင်တဲ့ထောင်အခေါ်ထုတ်ဆဲမှုဖြစ်ပွားတဲ့အခြေအတွက်များပြားလာပြီးမြင်းချန်ကျင်းထောင်မှာဆိုရင်စုစုပေါင်းလူဦးရေ15ရာခိုင်နှုန်းဟာထုတ်ဆဲတဲ့ဝေဒနာကိုခံစားနေရတယ်လို့ PPNM ကဆိုထားပါတယ်။ ထောင်မှာအတုံးစီရှော့ချမယ်ဆိုတာကသတင်းတွေထွက်နေတာတော့ကြားပါပြီ။ရှန်သူကတော့ရှန်သူပြီးသားပါတယ်။ထောင်ရင်းအတုံးစီရှော့ချတာကိုတကယ်ပဲလှုပ်လာတယ်ပေါ့နော်။အခုနောက်ပိုင်းမှာထမင်း၁၄နဲ့ကျွေးတာကမှကျအုပ်ကတလုံးတခါတလေကြရင်တော့နှစ်လက်မအရွယ်၅အသာ၃၃လောက်ကိုမှ၄နဲ့စားပေးတယ်ပေါ့နော်။ ဘဲဟင်းနဲ့ထမင်းကိုပဲမှုခိုပြီးစားနေရတာကိုတော့ဘဲဟင်းဆိုအရေးကြီးတွေပဲဖြစ်လာတာပါလို့ PVNM မှတောင်းရင်ရှိသူကမောင်းကိုရှင်းပြပါဗျ။အခုလိုအသုံးစရ short ချရုံသာမကတချို့ကျင်းထောင်တွေမှာဆိုရင်အကျဉ်းသားတွေကိုထမင်းတိုးတွေကျွေးနေမှုတွေလည်းရှိတယ်လို့ PVNM ကဆိုထားပါဗျ။လက်တလောမှာအစာအသောက်တွေကို short ကျေးလာနေတဲ့အကျဉ်းထောင်တွေကတော့မိထေလာကျင်းထောင်၊အိုးဖို့ကျင်းထောင်၊ပသိမ်ကြီးလူငယ်ထိန်သိမ်းရေးကျောင်း၊လွိုင်ကော်ကျင်းထောင်၊ပေါင်းတဲ့ကျင်းထောင်၊တိုင်ဟုတ်ကျင်းထောင်နဲ့ပသိမ်ကျင်းထောင်တို့ဖြစ်တယ်လို့ PVNM ကကောက်ယူ ထားတဲ့အချက်လက်ရသိရှိရပါရဲ့ရှင်။